နောက်ကြအင်ကိုအမေသားဝယ်လာရင်တော့ဇီဟာအမေသားကြော်လေးလှူစားကြည့်ပါအမေသားကမှွေပြန့်အရသာဝင်ပြီးတော့အာလူကနူနူအီအီလေးနဲ့မို့လို့အရန်စားလို့ကောင်းပါလေအရင်ဆုံးအမေသားကိုအတုံးလေးတွေတုံးမိတဲ့အခါမှာကျင်းချက်တုံမဲရေးပိငက်ပြာရေးအခြေတစုံပိငက်ပြာရေးအနောက်အနေငယ်မဟုတ်ဖို့ဆိုတာအနေငယ်ငရုကောင်းမို့ထည့်ပြီးတော့ရေတွေဆုတ်သွားအောင်နေပြလိုက်ပါမယ် ကောမုတ်တစုံထတ်ထည့်ပြီးရင်တော့တမအောင်ဆက်နေပြီးတော့အစိုးတက်ထိန်မှုအတွက်စီအနေငယ်ဆံမိလိုက်ပါမယ်ခင်ဗျာစီပူလာတဲ့အခါနှစ်ထားတဲ့အမဲသားတွေကိုထည့်ပြီးတော့အယောင်ပြောင်းသည့်အထိအမြန်လေးမှွေကျော်ပေးလိုက်ပါမယ် ီးတဲ့အခါမှာတော့အာလူတုံးတွေကိုဥရဲထည့်ပြီးတော့မီးအလဲအလန့်နဲ့ညိုလာတဲ့အထိကြော်ပြလိုက်ပါမယ်။အဲနောက်အမေသာ၊ကြက်သွန်ဖြူ၊ဇီယာမုတ်တစုံ၊မယုတ်တိမုတ်တစုံ၊စာ၊မယုတ်ကောင်းမုတ်တစုံဖြူပြီးတော့မီးပြပြင်းနဲ့မှွေးနေအောင်မှွေးကြော်ပေးပြီးရင်တော့ကြက်သွန်မိန်နှုန်းစောင်းလက်တစုပ်ထပ်ဖြူပေးလိုက်ပါမယ်ခင်ဗျာ။ဒီလိုကြော်ထားတဲ့ဇီယာအမေသာကြော်ကပူဆက်မှွေးပြန့်ပြီးတော့တကယ်ကိုစားလို့ကောင်းပါလေ။အမေသားတကီလိုတဲ့စီ800ဂရမ်ထည့်ပြီးတဲ့အခါမှာအမေသားတွေကရေတွေချောက်ပြီးတော့ဒီလိုအနေထားရအောင်ကြော်ပြလိုက်ပါမယ် သူတွေကျက်သွန်ဖြူနှုတ်နှုတ်စင်ကျင်းနှုတ်နှုတ်စင်ငရုတ်တီးအနီတပကံစီထဲပြီးတော့မွေးလောင်ကြော်ပြလိုက်ပါမယ်ခင်ဗျာအရသာရှိစီဖို့အတီကားကြတယ်ရှန်ကောအနှစ်တပူထဲပြီးတော့စောရနဲ့တင်းလာတဲ့အထိကြော်ပြလိုက်ပါမယ်မှုန်နှုတ်နှုတ်စင်မြေဘဲဆန်အောင်နှမ်းတပကံစီထဲပြီးတော့2မိနစ်လောက်ဆက်ကြော်ပြလိုက်မယ်ဆိုရင်တော့ပူဆံမွေးအမဲသားငရုတ်စော်လေးကိုရပါပြီခင်ဗျာလေလုံးပူရဲထဲ့သိမ်းပြီးတော့စားခြင်းတဲ့အချိန်ယူထုတ်စားမယ်ဆိုရင်တော့အရန်ကိုအဆင်ပြေပါလိမ့်လောက်တက်သွားပြီဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်လို့စားကြည့်လိုက်တော့နော် ဒီနေ့တော့လုံနီးအဆင့်နည်းနည်းလေးသုံးယုံနဲ့မိဖို့ချောင်စားဝင်မဲ့သူတွေကတော့ချက်တက်နိုင်စီမဲ့အမဲသားငံပြားရေးပေါင်းလေးလှူစားကြရအောင် အမဲသားအယွတ်ကျော်လုံးသားကိုရေမစူခင်ဦးရဲထည့်ပြီးတော့ချင်းပြချက်တော်မိတ်ပိုင်းဟင်းချက်အရက်နဲ့ရေနွေးဖြောပြီးတဲ့အခါမှာအမျိုးတွေကိုဖဲပြီးတော့အမဲသားကိုဆဲထုတ်ထားလိုက်ပါမယ်ပောင်ရဲနနက်ပွင်ကရဝေရွက်ဟွာချောင်းစီတစ်ချဘူကောင်မယုတ်တီကြောင့်တကြခဲ့ဘဲငက်ပြရဲ့ချေဘဲငက်ပြရဲ့နောက်ဘဲငက်ပြီအနေဘ ပဲအချိုနေရေးတင်းတင်းထည့်ပြီးတော့ထမင်းချက်တဲ့အတိုင်းတနားရီလောက်တည်ထားပြီးလိုက်ပါမယ်။အေးခံပြီးတဲ့နောက်မှာတော့အပြားလေးတွေလှီးပေးလိုက်မယ်ဆိုရင်တော့ရပါပြီ။စောရနဲ့အတင်းပြန်ပြီးတော့ဝါလို့ကောင်းလို့စောနဲ့တွဲစားမယ်ဆိုရင်တော့အရန်စားလို့ကောင်းပါလေ။လူကြီးရောကလေးပါအရန်ကြိုက်ကြတဲ့အမဲသားငရုတ်ကောင်းနဲ့ကိုတကယ်တော့အိမ်မှာချက်စားမယ်ဆိုရင်တော့အရန်ကိုလွယ်ကူပြီးတော့နူးညံ့အီဆန်မှွေးပြန်ပြီးတော့အရန်စားလို့ကောင်းပါလေ။ အရင်ဆုံးအမဲသားကိုအမြောင်းလေးတွေရအောင်လီပြီးတော့ကျင်းကျက်တုံမကြီးအစံပေးလိုက်ပါမယ်။သူတွေကတော့ဘဲငက်ပြားရဲ့ကျဲဘဲငက်ပြားရဲ့အနောက်ခယူစီကျဲဥအကာမယုတ်ကောင်းအမဲကုံမဟုတ်တစုံတည်းတမောင်းနေပြီးတော့10မိနစ်နှတ်ထားလိုက်ပါမယ်။စီပူလာတဲ့အခါမှာနှစ်ထားတဲ့အမဲသားတွေကိုထည့်ပြီးတော့အယောင်ပြောင်းလာတဲ့အထိကြော်ပြီးရင်တော့ချက်ချင်းဆဲထုတ်ထားလိုက်ပါမယ်။နောက်တော့ဦးထဲမှာကျက်သွန်ဖြူကိုမှွေးနေအောင်စီတက်ပြီးတဲ့အခါမှာကျက်သွန်အနီးနဲ့ငရုတ်ပွားရောင်စုံထည့်လိုက်ပါမယ်။ အမဲသားတွေပါထည့်ပြီးရင်တော့ source အတွက်ပင်းငက်ပြာရဲ့ကျေးပင်းငက်ပြာရဲ့နောက်မယုတ်ကောင်းအမဲနဲ့ကော်မုတ်ရည်ထည့်ပြီးတော့မှွေထားလိုက်ပါမယ်ခင်ဗျာအဲနောက်မှာတော့အမဲသားဦးတွေမှာဆက်ထားတဲ့ငယုတ်ကောင်းဆော့ဆန်ပြီးတော့မိပြပြင်းနဲ့အနည်းကျအောင်ကြော်ပေးလိုက်ရင်တော့ရပါပြီလူရသည်အပူဆုံးကာလာမှာအမဲသားစားမယ်ဆိုရင်တော့အရွယ်တင်စီနိုင်တယ်ဆိုပြီးတော့ပြောကြလေရှိပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့မှာတော့အမဲရင်ဒူးသားကိုတုံးပြီးတော့အသားရောဟင်းရီပါတောက်လို့ရတဲ့အစားအစာတစ်ခုချက်ပြသွားပါမယ်ခင်ဗျာ။ အမဲရင်တူးသားတွေကိုရေမစူခင်အိုးထဲထည့်ပြီးတော့အမဲညီနန်းပြောင်းအောင်လို့ဂျင်းကျက်တော်မိတ်ဟင်းချက်အရက်ထည့်ပြုတ်ပေးလိုက်ပါမယ်ခင်ဗျာပြုတ်ပြီးတဲ့နောက်မှာတော့ဆဲထုတ်ပြီးတော့ရေနွေးနဲ့တက်စီအောင်ဆေးပေးလိုက်ပါမယ်အနောက်မှာတော့ကြွေဦးလေးပြောင်းထည့်ပြီးတော့ဂျင်းကြက်တော်မိတ်ရေအပြည့်နဲ့ဆန်ရက်အနေငယ်ထည့်ပြီးတော့တနာ ਈ လောက်အဖုံအုပ်တည်ထားပေးလိုက်ပါမယ်။တူနဲ့အตาရထိုးကြည့်လို့ဝင်သွားတဲ့ဆိုရင်တော့ဆဲထုတ်လို့ရပါပြီ။ရှားလာတဲ့အမေသားပြုတ်ရီကအာဟာရပြီးွားတာမို့လို့သူတွေကိုကြောက်ဖြုံသည့်ထည့်ခတ်ပြီးတော့မိနစ်20လောက်အဖုံဖုံးတည်ထားပေးလိုက်ပါမယ်။ အရာသာအတွက်စားအနေငယ်ထည့်ပြီးတော့နနမင်းဖြူပေးလိုက်မယ်ဆိုရင်တော့ချွတ်ချွတ်မွမွေးစွတ်ပြုတ်လေးကိုရပါပြီ။ပကံလုံးအလို့ထဲကျက်တုံဖြူနနုံစင်၊ငရုတ်တီနီ၊ကျက်တုံမိန်နနုံစင်နဲ့ငရုတ်တီမုံနှမ်းတော်ထည့်ပြီးတော့မွေသွောင်းအောင်လို့စီပူပူလောင်းပေးလိုက်ပါမယ်။သူတွေကိုဘဲငက်ပြာရဲ့ကျဲနှစ်ချို့ဖီနီကစွတ်ပြုတ်ရည်တစုံထည့်ပြီးတော့တမောင်းမွေးပေးလိုက်မယ်ဆိုရင်တော့ sauce ကိုရပါပြီ။ဒီလိုမျိုးအသားရောစွတ်ပြုတ်ပါတောက်လို့ရတာဖြစ်တဲ့အတွက်အရန်ကိုပြီးပြည့်စုံလုံးပါလေ။